်ပါတယ်ပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျေးဇူးပါလာပါရှင်လာပါဒီတော့ပါဒီရဟုတ်ရေကထောင်လေးဝင်ကြတော့ပါဒီနကထောင်လေးမှာကျွန်တော်ပါတီနဲ့ပတ်သက်တဲ့အချက်အလက်တွေအများကြီးထည့်ပေးထားပါတယ်ပြီးတော့ကျွန်တော်အနောက်မှာလည်းကျူအကုတ်ပါပါသေးတယ်ခင်ဗျအဲကျူအကုတ်ဆရာဖတ်လို့ရှိရင်ကျွန်တော်ပါတီရဲ့အချက်အလက်ဒီဒီစီအကုန်လုံးဝင်ကြည့်လို့ရပါတယ်ဟုတ်လားဟုတ်ကဲ့ခင်ဗျအခုအားရှင်ညာစကန်လေးဖတ်ပြီးကြည့်လိုက်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဝင်ကြည့်ပြကြည့်ပေးပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆက်ကြည့်ပါစေ

အမဒီပီတလုံးပါတီကကျူဟာကုတ်တွေပါရင်လည်းကွာဟုတ်လားဟဲ့ချုံကျူဟာကုတ်တွေလို့နေရာပြောနေရအောင်ဒီကျူဟာကုတ်တွေပြတဲ့နေရာပါတီမဟဲ့ရှိတာဟဲ့ချုံဒါနိုင်ငံရေးပါတီနဲ့ပတ်သက်နေတဲ့ကိစ္စမလားဒါကသူတို့ကိစ္စလေဒီမှာချုံဒီကိစ္စကငါတို့နဲ့ဘာမှမသက်ဆိုင်ဘူးနော်ဒါကသူတို့ကိစ္စသူတို့ကမယ်ပိုင်ငါတို့ကငါတို့လုံးမှာငါတို့စားရမှာဟာဒီအတာနေစမ်းမှာဟာစစ်စစ် ။နေအဲ့လိုတော့ပြောလို့မရဘူး။နိုင်ငံတစ်ခုရဲ့အစိုးရတရက်ကိုရွေးချယ်ခြင်းကြောင့်ပဲရွေးကောက်ပွဲရ။နိုင်ငံသားတိုင်းနဲ့သက်ဆိုင်နေ။မဲပေးခြင်းမပေးခြင်းဟာကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပေမဲ့ကိုယ်နိုင်ငံရဲ့ကဲချက်မှာကိုယ်ကိုယ်တိုင်ရွေးချယ်ခွင့်ရမယ်ခွင့်ရတော့ငါတို့အဆုံးဖြတ်မခံတဲ့ဦးလေ။ပြီးတော့ငါတို့တိကျတဲ့အတိုင်းပဲအခုလက်ရှိဖြစ်ပေါ်နေတဲ့အခက်ခဲနဲ့အကြက်တဲတွေကြားရရနေရုံးထွက်နိုင်မှာအခုဗမာ့ရွေးကောက်ပွဲကအဖြေပဲဟာ။ ဒီတော့ငါတို့ရေမဲပြီးမှဖြစ်တယ်ဒါမှငါတို့ပြည်သူတွေငြိမ်းချမ်းမယ်စိတ်အေးလက်အေးနဲ့လောကဆောင်ပြွေးပြင်းရမှာချမ်းသာမယ်မဲပြီးရတော့ဟုတ်ပါငါတို့ကဘယ်ပါတီကိုမဲပြီးရမှာနောက်ပြီးတော့ဘယ်ပါတီကိုရွေးချယ်ရမှာငါတိရတော့တော့အခုလာမဲ့ရွေးကောက်ပဲမှာမြင်ပြိုင်မဲ့ငငယ်ရေးပါတီက58ပါတီတော့ရှိရသောဟမ်ငါတို့ကဒီလောက်ပါတီရဲ့အများကြီးကိုဘယ်ကနေဘယ်လိုစပြီးတော့လေ့လာအောင် ဲ့ဒါတော့မခက်ပါဘူးကွာတခြားပါတီပါတော့မတီးကွာငါခုယူလာတဲ့ပြည်တော်ပါတီရဲ့လက်ကမ်းစာဆောင်ထဲမှာသူတို့ပါတီရဲ့အကြောင်းကိုအသေးစိတ်သိချင်ကျော်ကောလေးဖတ်လို့ရတယ်ကွာပါတီရဲ့မူဝါဒတွေလုံဆောင်ချက်တွေနဲ့ရေကောက်ခံမဲ့ကိုယ်စားလောင်းနေရဲ့အကြောင်းကိုသိချင်စကန်ဖတ်ကြည့်လိုက်ရောမဲမင်းတို့လည်းသိချင်စကန်ဖတ်ကြည့်ပါလားဖတ်ကြည့်လိုက်မယ်ဒီရော့ယူနေမဖတ်လိုက်တော့အေးပါဟေး ဟုတ်တယ်ဟာငါခု scan ထွက်ကြည့်လိုက်တာလေပြီးသူရှိဆောင်ပါတီပြီးသုံးရဲ့ website ရောက်ရောက်သွားတယ်အဲ့ဒီထဲမှာပါတီရဲ့အကြောင်းနဲ့အချင်းချုပ်လေးနဲ့တွေ့တယ်ဟာဟဲ့ပြီးသူရှိဆောင်ပါတီကလေ2019အောက်တိုဘာ23ရက်နေ့စတင်တည်ခါမှာအခုဆိုရင်6မိနစ်တောင်ပြည့်တော့မှာပဲပါတီကိုစနစ်တကျဖွဲ့စည်းထားကောင်းတယ်ဟာပါတီကလည်း programmatic ပါတီမူဝါဒနဲ့လမ်းစဉ်အတိအကျရှိတဲ့ပါတီဖြစ်တဲ့အပြင် ဒီပြီးသုံးလုံးပါတီရဲ့ fires အကြောင်းလေးရလဲကောင်းနေဟဟဲ့ fires ဆိုတာဘာလဲအဲ့ fires ဆိုတဲ့အကြောင်းကိုလည်းငါတို့နည်းနည်းလေးထပ်ပြီးတော့ရှင်းပြပေးလို့ရလားအေးဟုတ်တယ်ဒါလည်းသိကြတယ်ပြောပြပါလား fires ဆိုတာကပထမ s solid စီးလုံးမြင့်မြတ်သောပါတီဒုတိယ s systematic စီကံဖြင့်စနစ်တကျဆောင်ရွက်သောပါတီ Media S Strategies မဟာဗျူဟာမြောက်ဆောင်ရွက်မြစ်ပါနေ Structural S Solution Based ဒီသူလူမှုခံစားနေရသောလူမှုဒုက္ခများ၏အဖြေများကိုရှေ့ရှုသောပါတီနောက်ဆုံးပစ္စမ S Swarin အနာဂတ်အတွက်အလားလောက်သောတက်လန်းရှိသည့်ပါတီရဲ့အဲ့ဒါရင်ဖွင့်စည်းတည်ဆောက် ပါတီဖြစ်တယ်တဲ့ဟာဟဲ့နောက်ပြီးတော့လေတခြားစိတ်ဝင်စားစရာအကြောင်းအရာတွေပါသေးရဲ့ဒီလားဟုတ်လားငါတို့လည်းစိတ်ဝင်စားလို့နည်းနည်းလေးထပ်ပြီးတော့ပြပြပေးလို့ရသေးလားဟုတ်ပါတယ်ကြီးရဲ့ပြောလက်စားလဲနေမဲ့ပြောလိုက်တော့အေးပါငါပဲရှင်းပြပေးပါနော်ပါတီရဲ့ကျင့်ဝတ်ဆိုင်ရာအခြေခံမှုများနိုင်ငံရေးရည်ရည်ချက်များပါတီကိုဥဆောင်မီပုံစံများပါတီစံတန်ဖိုးများပါတီရဲ့အခြေခံမှုများပါတီရဲ့အားသချက်

ပို့ပြောတေချာလေးလာလို့ရတာပေါ့ဟုတ်တယ်300လည်းလွယ်အဲ့တော့နနွေနဲ့ဒီပြီးသုံးလုံးပါတီအကြောင်းကိုတေချာချာသိချင်တယ်ဆိုလို့ရှိရင်ဒီ QR code ကို scan ဖတ်ဖို့မမေ့နဲ့ဘာလို့ဒီပြီးသုံးလုံးပါတီကိုစိတ်ဝင်စားပါလားအားတော့ဒီကိတော့သူပါလေးဖတ်ကြည့်လိုက်။အင်းငါတို့လည်းကံဖတ်ကြည့်လိုက်ကြမယ်လေနော်။လူလူဘဝအဓိက ငြိမ်းချမ်းလုံခြုံစွာကြီးပွားကြဖို့အတွက်ပြည်ထောင်လုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ QR code ကို scan ဖတ်ကြည့်စို့